ဥပိ္ပခာဆိုတာနဲ့ပတ်သက်ပြီးတော့နားလည်ဖို့ရဥပိ္ပခာကဘသူကကိုယ့်ကိုဘာလုပ်လို့ဆဲသွားသည်ဖြစ်စေ ကိုယ့်ကိုချီးမွမ်းနေသည်ဖြစ်စေကဲ့ရဲ့သည်ဖြစ်စေကိုယ့်ကိုအကျိုးပြုသည်ဖြစ်စေအကျိုးမပြုသည်ဖြစ်စေသူပုဂ္ဂိုလ်ရဲ့လौရက်ကိုစိတ်ထဲမှာမထားဘူးသူလौရမယ့်အလုပ်ကိုလုပ်သွားတာအဲ့ဒါဥပ္ပခာ ဥပိ္ခာဆိုတာ ပုဂ္ဂိုလ်တွေရဲ့လောက်ရက်ကိုလစ်လျူရှုပြီးတော့လုံးတဲ့နာလောက်တာ အကျိုးစီးပွားကိုဆောင်ရက်တာအဲ့ဒါမှဥပိ္ခာနော်မတည့်လို့မခေါ်ပဲနဲ့နေတာဥပိ္ခာမဟုတ်ဘူးညသောအပြင်ဥပိ္ပခာဆိုအရာတဲမှာဥပိ္ပခာထားလိုက်ဥပိ္ပခာထားလိုက်ဥပိ္ပခာဆိုတာအလွန်မြင့်မြတ်တဲ့သဘောထားတစ်ခုပဲမတိန်ဆောင်မရှိဘူးသူက မြေကြီးလိုပဲဘလိုမြေကြီးอ่ะမြေကြီးဟာသူ့ပုံမှာမစင်းအညစ်ကြေးတွေတောင်းလဲထိတ်နေစောဘူးဘာနန္ဒာရေတွေလောင်းတော်လဲပဲဝမ်းမသာအောင်သူ့ဘဝဒီနှစ်ခုကဘာမှမထူးအေးဥပိ္ပခာဆိုတဲ့စိတ်ကြကလည်းပဲကျန်တဲ့ပုဂ္ဂိုလ်တွေပတ်ဝန်းကျင်ကပုဂ္ဂိုလ်တွေရဲ့လောက်ရတ်တွေကို ဂူးမဆိုင်ဘူးတဲ့ကိုလုတ်တင်တဲ့အလုပ်ကိုဆက်လုပ်သွားတယ်ကောင်းတဲ့အလုပ်တွေလုပ်တယ်ဒါကြောင့်ကိုဖျားဖြစ်ဖို့မြင့်မြတ်တဲ့အလုပ်တွေဟာဒီလုပ်ငန်းတွေမလုပ်ဘဲနဲ့တရားဆောင်မဖြစ်နိုင်ဘူးပေါ့အဲ့တော့ပါရမီရှင်နေဆောင်ရရမယ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်အလုပ်တွေဆိုတာကဟောဒီ10မျိုးပဲအဲ့ဒီ10မျိုးကိုတောင်မှအဆင့်30ဆင့်စီထပ်ခွဲလိုက်သေးတယ်နော်ခန္ဓာဆိုလို့ရှိရင်အပြင်ပစ္စည်းလူတာက ဒါနပါရမီကိုယ်ခန္ဓာကိုယ်မှာရှိတဲ့၄စာရာကို ထုတ်ပြီးတော့လှူတာကဒါနဥပပါရမီအသက် အသေးခံပြီးတော့လှူတာကဒါနပရမတ္ထပါရမီသီလကလည်းထို့တူပဲပြင်ပပစ္စည်းတွေအဆုံးရှုံးခံပြီးတော့သီလကိုထိမ့်သိမ်းဆောက်ရှောက်တယ်ညီညီရဲ့ခြေလက်အင်ကအဆုံးရှုံးခံပြီးတော့သီလကိုထိမ့်သိမ်းဆောက်ရှောက်တယ် အသက်အဆုံးခံပြီးတော့ဒေတာကို training ဆောက်ရှောက်တယ်လို့30 30အားလုံးဟာ30စီပေါ်မှာပဲအဲ့ဒါကြောင့်မို့လို့ပါရမီ7အပြား30လို့ပြော